အမြတ်ကြီး၏ပျက်စီးခြင်းသို့ရောက်ခဲ့သည့်ပေတနိုအေဂရီလွန်လေပြီးသောသမိုင်းရာဇဝင်များအကြောင်းကိုပြန်လည်လေ့လာကြည့်မည်ဆိုပါလင်ဖုန်တကိုနှင့်ပြည်စုံသောဂရေသရစ်မင်းကောင်းမင်းမြတ်များစွာအကြောင်းကိုကြားဖူးကြားသည့်ဖူးခြားမည်မှာမလွဲပေမြမရာဇဝင်များတွင်ထူးချွန်ထက်မြက်ပြီးအရေးအချင်းတာလွန်သောဗကန်အေဂရီဘယင်အေဂရီမင်းများနီးတူလက်ယုံရီနှလုံးရီပြေဝပြီးဇာတိမှန်ပြင်းထန်သောအေဂရီဘယင်မတပါးကိုမူကမိထား၍မဖြစ်နိုင်ပါကြည် ဗေဒနဟုခေါ်သောပြူမျိုးကိုအောက်စိုးသူအေဂရီပန်ထရာဘယင်မ၏အကြောင်းအရှင်းအယားများသည့်ယခုတိုင်ဒနာယီဆန်ဆန်လွမ်းမောပွဲဇလံများအဖြစ်ပြောဆမှတ်ရှိကြသည်ဘေဒနိုပြီအကြောင်းကိုလေးလာမည်ဆိုပါကပန်ထရာဘယင်မ၏ခမဲတော်နှင့်မေတော်တို့၏အကြောင်းများမှပင်စတင်ရပေမည်ဒုတိယဒကောင်းမင်းဆက်သရိုးမင်းဆက်18ဆက်၏နောက်ဆုံးမင်းဆက်ဖြစ်သောသရိုးမဟာယာဇာမင်းကြီးနှင့်မိဖုရားအိကိန်နရီဒေဝီတို့၏ထိနှက်အယိုက်အယားဆက်ခံရန်သာသမီထွန်ကားခြင်းမရှိသောကြောင့်မောင်ဖြစ်သူခေပတ် ခေပတုဒကိုသာခေပဒုဒကိုသာအိရှိအရာ အနင်းထားလိပြီအခါတပါး၌တကောင်းပြည်တွင်အရ32တောင်မြရှိသောတောဝက်ကြီးတကောင်းတောင်းကျမ်းလေရာမင်းကြီးကအိရှိမင်းခေပဒုဒအောင်ဖြိုခွင်းစီလိသည်တော်ဝန်ကြီးလည်းအင်ရှင်မင်းသည်ဖုံးကံအချိန်ဟွာကြီးမြတ်သူဖြစ်၍ရံမပြုတ်ဝံပါဘဲနှင့်ပြေးလေသည် ။အင်ရှီမင်းကထိုတောဝက်နောက်သို့လိုက်လံနှင်းနှင်းလေရာတေခိတရာပီတီယာကျွန်းတကျွန်းသို့ရောက်တော့အပိတိုင်ဖြူခွင်းခဲ့ရာထိုကျွန်းကိုဝထိုးကျွန်းဟုခေါ်တွင်လေသည်။အင်ရှီမင်းသည်အသက်အရွယ်လည်းရလာပြီးဖြစ်၍၎င်းပြည်ရှိရာသို့မပြန်တော့ပဲထိုအရက်တွင်ပင်ယသိပြုလေသည်။များမကြာမီပင်စိန်အပင်ညင်မြရတော်မူလေသည်။ထိုအချိန်၌တကောင်းပြည့်ရှင်မင်းဤမိဖုရားသည်မဟာတပ်ဘဝနှင့်အစူလာတပ်ဘဝဟူသောမျက်မမြင်သားနှစ်ပါးကိုဖွားမြင်လေသည် မင်းကြီးလည်းချက်ချက်နဲ့တောင်းနှပါအာတတ်စေဟုသောအမိန်ကို ရှာမှတ်လေသည်မင်းကြီးမာမူကမိဖုရားကြီးမာမူကရင်း၌ဖြစ်သောသားတော်များဖြစ်၍မတည့်ရဘဲမင်းကြီးမသိအောင်ကျွေးမွေးဆောင်ရှောက်ထားလေသည်မင်းသားနှစ်ပါးအသက်16နှစ်အရောက်တွင်မင်းကြီးသိရှိသွားပြီးအမျက်ဒေါသထွက်လေသည် ထို့ကြောင့်မိဖုရားကြီးလည်းသားနှစ်ပါးအားစားနပ်ရိတ်ခါအစုံအလင်နှင့်မြင့်အတွင်းသို့ဖောင်ဖြင့်မျောလိုက်လေတော့သည် စစ်ပင်ကြီးတစ်ပင်ကြီးတပင်မြေအတွင်းသို့အကိုင်းကျနေသောနေရာတစ်ခုဝဲထိုအကိုင်းကြီးညှိကဖောင်သည်ရှင်းမဆက်နိုင်ပေဖြစ်နေလေသည် ထိုအချိန်တွင်ဆန္ဒမှုခီအမည်ရှိသောဘလူးမသည်ဖောင်အတွင်းသို့တိတ်တဆိတ်လိုက်ပါလာပြီးမင်းသားနှစ်ပါး၏စားမိန်ထုံများကိုခိုးယူဆားတောက်လေသည် ထိုအရက်ကို စကိုင်းဟုခေါ်တွင်လေသည် မင်းသားနှစ်ပါးလည်းရိတ်ခါများလူသည်ထက်ပိုမို၍ရော့နေသည်ကိုသတိထားမိ၍အမတ်အသားပြုတ်ပြီးဆောင်းဖန်းလျာစန္ဒာမူခီဤလက်ကိုဆွဲမိလေသည်စစ်ပင်ကြီးတပင်မြည်အတွင်းသို့ကိုင်းကြနေသောနေရာတစ်ခုဝယ်ထိုအကိုင်းနှင့်ညှိကဖောင်သည်ရှေးမဆက်နိုင်ပဲဖြစ်နေလေသည်ထိုအချိန်တွင်စန္ဒာမူခီအမည်ရှိသောဘလူးမသည်ဖောင်အတွင်းသို့တိတ်တဆိတ်လိုက်ပါလာပြီးမင်းသားနှစ်ပါး၏စားမိန်ထုံများကိုခိုးယူစားတော့လေသည်ထိုအရက်ကိုစစ်ကိုင်းမှုစကိုင်းမှုခေါ်တွင်လေသည် မင်းသားနှစ်ပါးလည်းရိတ်ခါများလူတီထပ်ပုံမို့၍ရော့နေသည်ကိုသတိထားမိ၍အမှန်အသားပြုပြီးဆောင်ဖမ်းလျာဇန်တော်မူခီ၏လက်ကိုဖမ်းဆွဲမိလေသည်ထိုအခါဇန်တော်မူခီလည်းမတန့်ရန်တောင်းပန်ပြီးမင်းသားနှစ်ပါး၏မျက်လုံးကိုအလင်းရောင်အောင်လှုပ်ပေးမိဟုဂရီပေးလိုက်လေသည်ဤသို့နှင့်ညီနောင်နှစ်ပါး၏မျက်စိစတင်ကူသောအရက်ကိုဇကုဟုခေါ်တွင်လေသည်ထို့နောက်ရွာလင်းဟုသောအရက်သို့အရက်သို့ရောက်သောညီနောင်နှစ်ပါးစလုံးမျက်စိအမြင်ပြန်လည်ရရှိသွားကြလေသည် ထို့သောမင်းသားနှစ်ပါးနှင့်ဆန္ဒမှုခီတို့သည်ကိုးစပြင်းအရက်ယခုကုန်းတလေးအရက်တို့ရောက်တော့မင်းမပြိုလေးတဦးသည်အပေါက်မဖောက်ထားသည့်ဘူးသည်ကြောင့်ကိုရေတွင်နှစ်ပြီးရလာသည့်ရေကိုကြီတောင်းနှင့်ခံကခတ်နေသည်ကိုတွေ့ရ၍နောင်တော်မဟာသဘာဝကဘူးသည်ကြောင့်ကိုအပေါက်ဖောက်ပြီးခတ်လီမှကြီတောင်းလဲရေအမြန်ပြေးသွားလေသည်ဟိုမိမပြူလေးမှာခေပတူတာယတိကြီးနှင့်ယတိဤချင်းငယ်ရေကိုတောက်သုံးမိသောတမင်လေးတမင်မလေးတို့မှမွေးဖွားသည့်ဗေဒာဤပင်ဖြစ်လေသည် ထိုသမင်မလေးသည်ယသည်ကြီး၏ကျောင်းသင်ခန်းအနီးတွင်ကျင်လည်ကြဆာရင်ဖြင့်ယသည်ကြီးစွန်သောကျင်ငယ်ရီကိုတောက်သုံးမိရာမှပရိဒရေတည်ပြီးလူသားမင်းကလေးကိုမွေးဖွားမိကလန့်ပြီးခပ်ပြေးလေသည်ထို့ကြောင့်ယသည်ကြီးသည်ငါ၏သွေးသားမှန်မှာကလက်ညှိုးမှနှုတ်ကြီးနှုတ်ရည်ကြီးထွက်ပါစေဟု၍တစ္ဆာဆိုလျာနှုတ်ရည်ကြီးထွက်သောကြောင့်လူသားမင်းကလေးအားကျောင်းသင်ခန်းတွင်ပင်ကြီးပြင်းစေလေသည်အွေရောက်လက်တော့မသိတော်ဟုယူဆမိသောကြောင့် ဘေးဒါယီအားဘူးဒီ၆ဖြစ်ရေဆက်တို့နေစဉ်ရေခက်ခိုင်းလေသည်ဘေးဒါယီလည်းညီနောင်နှစ်ပါးနှင့်ဇာနာမူခီတို့ကိုဘာယသိအီကျောင်းတော်သို့ခေါ်လာခဲ့ရာအမျိုးဆက်ကြည့်လေမှဒူဝီတော်ဆမ်မန်တီရလေသည်ထို့နောက်ယသိကြီးသည်တကြင်အရက်မှပြူမင်းသမီးနန်းခမ်းမလာစန္ဒီအားခေါ်၍တူတော်ဖြစ်သည့်မဟာတပ်ဘဝသည်ဉာဏ်ပညာနှင့်လည်းပြည့်စုံ၍ထိုအရ၌ဘယင်အဖြစ်တင်မြောက်ရန်ပြောလေသည်။ယူမင်းသမီးလည်းဆရာယသိအီအစိုးတိုင်းမဟာတပ်ဘဝကိုမင်းမြောက်လိုက်လေသည်။ ဝီရာယီမမိဖုရားကြီးဖြစ်ကပြူမင်းသမီးနန်းခမ်းမာလာစန်ဒီကိုလည်းမိဖုရားမြောက်ပြီးညီတော်ဆူလာဓဘဝနဲ့စန္ဒမုခီတို့မှအိမ်ရှိဇန်နဲ့ကျင်းရတော်အသီးသီးဖြစ်ကြလေသည်မဟာဓဘဝအထင်းနှံဆိုင်ရာမြို့ကိုယတိမြို့ဟုခေါ်တွင်စေသည်နောင်တော်မဟာသဘဝသည်သာသနာတက်ကြဲ60ရင်းနန်းတက်ပြီးနန်းဆန်သက်ရှောင်းနှင်မှကံတော်ကုန်သည့်နောက်ညီတော်ဖြစ်သူဆူလာသဘဝနန်းတက်လေသည် ဆူလာတဘဝနှင့်မိဖုရားဆန္ဒမှုခီတို့တွင်ပေဒနုံးမီသော သမီးတော်တစ်ပါးဖွားမြင်လေသည်။နောင်သောကံတော်ကုန်ချိန်တွင်မကြီးတော်ဗေဒာကြီးဝမ်း၌ပရိသေ၃လခြံခဲ့လေသည်။ထို့နောက်ဆူလာသူပါဒသည်မကြီးတော်ကိုပင်မိဖုရားအရာဆက်လက်ထားခဲ့ခြင်းကြောင့်မိဖုရားဆန္ဒမှုခီမှာဝမ်းနေယူကြုံးမရဖြစ်က သမီးတော်ပေဒနုံးအားလက်ဆွဲ၍ပုပ်ပားအရက်တို့ထွက်ခဲ့လေသည်။လန်ခီတဏီယာတို့ရောက်တော့ဂုံမဝတီပြေရှင်နှင့်တွေ့၍နေပြည်တော်သို့ခေါ်ဆောင်သွားလေသည်။ ထို့နောက်တွင်ဂုံမဝတီပြည့်ရှင်သည်ဆန္ဒမှုခီကိုပိတ်ပလီဒေဝီဟုသောဘွဲဖြင့်မိဖုရားမြောက်လေသည်သာသမီထွန်းသာသမီရနာထွန်းကားချက်မရှိသောကြောင့်ဘယင်မင်းမြတ်သည်သမီတော်လေးဘိတ်တနုံးကိုအလုံးမင်းရှိခင်ပြီးနမ်မွေခံအဖြစ်သတ်မှတ်ခါပြူဒေတာဖြစ်သည့်ယင်းလွင်မြင်ဒေတာကိုအပိုင်စားပေးလျာဘုံမဘိတ်တနုံးမျိုးဟုတွင်လေသည်ပေတနိုမင်းသမီးလေးသည်ရှေးရခင်ကတ္တပဖျားရှင်လက်ထက်ပူလောင်အိုက်ဆက်သောနွေရသည်တစ်ခုတွင်အမျိုးကောင်းသမီးလေးသည့် ပေရွက်ရက်တောင်ကိုလှူဒန်းခဲ့ပြီးဖြစ်လေရာဘဝတိုင်း၌မဆိုင်မပြူးရပဲပေပင်တို့ရှန်ရင်လျက်မင်းခမ်းမင်းနာနှင့်လိုရာပြည့်ပါစေဖို့ဆုတောင်းခဲ့လေသည်ထို့သောပန်ထရာဆုတောင်းခဲ့ခြင်းကြောင့်မင်းသမီးလေးသည်ရင်းဝင်ပြင်ဒေတာပန်ထရာပြည်ဘေတနိုးမြို့ကြီးအရှင်သခင်ဖြစ်မိပန်ထရာပယံမပင်ဒီဟူ၍ဂုံမာဝတီပြည့်ရှင်စည်းကပ်ရာယသည့်ယသည့်သူတော်ကောင်းများကမှုကြလေသည် ထို့ကြောင့်ဂုံမာဝတီပြည့်ရှင်သည်ပန္ထရာမင်းသမီးလေးအားဓာရီလှန်ရေးအစသောစစ်အတက်ပညာများအပြင်နှလုံးရည်နှင့်ပြည့်စုံစေရန်လည်းပညာရှိပုဂ္ဂိုလ်များထံတွင်လေ့လာစီးပူးစေသည်ပန္ထရာမင်းသမီးလေးသည်မိခင်ဖြစ်သူဆန္ဒမှုခီဤပြောစကားများကြောင့်ဖခင်အရင်ဆူလာသူပါဒမိဖုရားဗေဒရည်နှင့်သားတော်သူဤသားတော်ဒရဘောင်တို့အပေါ်၌လွန်စွာမုန်တီးကညှို့ထားလေသည် သို့တော်လေဒရဘောမင်းဤသဘောထားကမူပန်ထရာနှင့်ဆန်းကျင်ဘက်ဖြစ်ကအမတော်ဖြစ်သူပန်ထရာ၏ချောမောလပမှုပညာရေးပြဝမှုနှင့်ထမြက်မှုတို့ကိုကြားသိရယုံနှင့်ပင်ချွတ်ခင်သဘောကျမိလည်သည်ဤဒီမှာလည်းအကြောင်းကြောင့်အကျိုးဖြစ်လာရခြင်းပင်ဖြစ်သည်ဂေါရမဘုရားရှင်လက်ထက်ကဒရဘောမင်းကြီးနှင့်ပန်ထရာပြည်မတော်တို့သည်ဖိုးဦးတောင်ရှိပွေးဖို့နှင့်ပွေးမတော်ဖြစ်ခဲ့မှုသည် ထိုစဉ်ကမြတ်စွာဘုရားကြွရှိသည်ကိုဥစွာမြင်ပါကတကောင်းနှစ်တကောင်းမမေ့မလျော့အတိပေးရန်ဂရိထားကြလေသည်ဘုရားရှင်ကြွရှိကြခိုက်တွင် ပွေးမလေးသည်အစာရှာပြီးခင်းလွန်နေပြီးပွေးဖို့လေးကအတိမပေးမီပဲဥစွာဖူးမြော်ခဲ့သည်ဤသည်ကိုပွေးမလေးသည်သည့်အခါ၌ဘုရားရှင်ကဥခိုက်ရင်ဖြင့်ဖြစ်လျာဘဝတိုင်းမှာဤပွေးဖို့နှင့်အတူမဖြစ်ရပါစေသာဟုဆုတောင်းသည် ဝိဖို့လေးကမူမြစ်တာမပြတ်ပဲအတူတူမဖြစ်ရပဲတိုင်းခြားပြည်ခြားဖြစ်တော်ညာလဲပေါင်းဖက်ရပါလို့ဤသူ၍အပြန်အလှန်ဆူတောင်းခဲမှုကြောင့်အမုန်းကြီးသူနှင့်အရှင်ကြီးသူအဖြစ်စုံစည်းကြရခြင်းဖြစ်သည်ဤသို့ဖြင့်ပထွေးတော်ဂုံမာဝတီပြည့်ရှင်နဲ့ရွာဆံပြီးနောက်ဗေဒရုမျိုးဗေဒနုမျိုးဤဂရီပန်ထရာပယင်မအဖြစ်တိုင်းရင်းပြည်ဟာများကိုမင်းကျင်တရားနှင့်အညီအုပ်ချုပ်သဖြင့်ဗေဒနုမျိုးတော်ကြီးမှပြောစရာအထူးဖြစ်ရွှေအောင်လှမ်းသောနေရများဖြစ်ခဲ့သည်ဒီမျိုးဤစက္ကန်သူတို့ဘောင်မင်းကြီးသည်လည်း သာသနာတော်နှင့်တရားတစ်ခုနှင့်မှတခုသာသနာတော်နှင့်တရားတစ်ခုတခုလာစံတရားနှင့်တရားခိတ္တရာဆိုသည့်မြို့ကြီးကိုတည်ထောင်လေသည်ဗုဒ္ဓဘောင်မင်းကြီးသည်ဖုံးတကိုးနှင့်ပြည်စုံရသောကြောင့်တရားခိတ္တရာမြို့တီရာ၌ဂဝံပတိယတိတကြားနဂါဂလုံးစံတီပရမေသူရာအစရှိသောသူတော်မြတ်ခုနှစ်ဦးကအကူကြီးဆောင်းလျှောက်လေသည် ဖုန်းတကုံးလွန်စွာကြီးမားပြီးမိရှင်တွေကမျက်စိသုံးခုဖြစ်သောဒုတိယဘောင်မင်းကြီးထံသို့အိနီဂျင်တိုင်းပြည်နိုင်ငံများမှပင်လက်ဆောင်ပန္နာများနှင့်အခွန်တော်များဆက်ကြလေသည်သို့တော်လည်းထိုတိုင်းပြည်နိုင်ငံများထဲတွင်ပန်ထရာပြည်ဘေတနုမျိုးတော်မပါဝင်ခဲ့ပေ။အရာရာပြည်ပြည်စုံလုံးသောဒုတိယဘောင်ဒုတိယဘောင်မင်းကြီးတွင်မပြည့်စုံခြင်းတစ်ခုကပန်ထရာဘရင်မကြီးရှစ်ရှင်းမြတ်တာဝန်ဖြစ်လေသည်။ထို့ကြောင့် ဒရမောင်မင်းကြီးသည်စကားအရာ၌ကျွမ်းကျင်သောဗဇင်းဖြူနှင့်ဗဇင်းညူတို့ကိုဗိတ္တနိုးတို့ဆီလွတ်ပြီးအခွန်တော်ဆက်တရန်မှကြလေရာပန်ပန်ထရာဘီယမသည်ဒရမောင်မင်းကြီးဟူသောအတန်ကြားသည့်နှင့်အမုံတက်ခံတို့ထကြွလာကညှဉ်းဆန်ခဲ့ပြီးတန်မန်တို့အားလည်းနှင်လို့ခဲ့လေသည်ထို့ပြင်ပန်ထရာဘီယမသည်တေယခိတ္တရာတို့၏အရေးကိုကြိုတင်တွက်ဆတော်မူ၍မိုးအခါတွင်ရံပယ်ချောင်းအထက်ရှိတောင်တန်းကြီးမှစီးဆင်းလာသောတောင်ကြီးများကို ရှောင်းအတွင်းတွင်ရေတံခါးများအစင်းစင်းဆောက်ကတိုးလောင်ထားလေသည်။သင်ရခေတ္တရာတက်ကြီးရှိလာပါကမဟာအတုလာစီတော်ကြီးကိုတိခတ်လိုက်သည်နှင့်ရေတံခါးမှရေများအလင်းအမြန်ကြာစည်းလာကစင်မြင်းတွေတကွစစ်တဲတော်များကိုပါတိုက်စားပြင်းကျန်ရွယ်ထားလေသည်။ဒုတိယအကြိမ်အဖြစ်ပဇင်းပြူပဇင်းညိုတို့သည်နှစ်ပြည်တော်ရွှေလန်းဝင်လန်းဖောက်ရင်ရွယ်ချက်ဖြင့်ပန်ထရာပြည်ပိတ်တနိုးတို့ရောက်ရှိလာကြပြန်လေသည်။ဤတကြိမ်တွင်လည်းပန်ထရာဧကရီကအမြတ်တော်သား၆၆ထွက်ကနှင်လွတ်ပြန် ထို့အကြောင်းအရာအကြောင်းဒီခေတ္တရာတန်ကြီးသည်ဗေဒနိုးတို့ဆစ်ရှိလာလေသည်ထို့သောကြိုတင်၍စီမံထားသည့်အတိုင်းဗေဒနိုးပြည်ကြီး၏မဟာအတုလာစီတော်ကြီးကိုတီးခတ်ပြီးရေတကားမှတောင်ကြရေများအချိန်အဟုန်ဖြင့်ကျဆင်းလာမှုကြောင့်တေးခေတ္တရာသားတို့အလဲလဲအပြိုပြိုဖြစ်ကတက်ဆုပ်ရလေသည်ထို့နောက်ဒုရဘောင်မင်းကြီးသည်အကြောင်းအရှင်းရာအလုံးစုံကိုတိမင်ပြီးသည့်နောက်ထိုးစီတော်ကြီးကိုဖျက်ဆီးရန်ယဟန်တုကိုဆေလွတ်လေသည်။သာသနာတော်ကိုကြီးညိုလွန်းသောပန္ထရာဘုရင်မမှာထိုယဟန်တုအားယုံမှားမိလေသည်။ ယဟန်တုသည်စီတော်ကြီးကိုဒိဋ္ဌိတင်ရောင်ဟူသောအကြောင်းပြချက်ဖြင့်စီတော်ကြီးအနာထုတ်ကတ်ကတိတ်တဆိတ်ဖြတ်စည်းလိုက်လေသည်မကြာမီတွင်တရေခိတ္တရာတက်ကြီးထမှန်ရှိတက်လာလျာဤတကြိမ်တွင်တော့မဟာအတုလာစီတော်ကြီးမှပျက်စီးခဲ့ပြီးဖြစ်၍ဘိတ်တနုအရှင်မှလည်းအရှုံးကြီးရှုံးနေတော့သည်ကိုတိုင်းဆွမ်းဆွမ်းတမန်ဂျိုးစားကတိဆောက်ခဲ့ရသောဘိတ်တနုပြည်ကြီးပျက်စီးရခြင်းရမတ်ပူပါအများတေးကြရခြင်း ပြည်သူများစိတ်ဤတားကောင်ဖြစ်ရခြင်းတို့ကိုကြည်ကဗိတ္တနိုးအရှင်သခင်မ၏ယဉ်နေ၌ပူဆွေးတော်ကရောက်ရလေသည်မိမိဤတိုင်းပြည်စီကိုမိရှုကဖျက်ဆီးလိုက်ကြသောတရေခတိယသားတို့ကိုအခဲမကြီးဖြစ်ခြင်းထက်ရတပောင်မင်းကြီးအပေါ်တွင် အချုံကြီးချုံရသလိုအမုံကြီးမုံရသောခံစားချက်ကဗျင်မရင်ထဲ၌တာလို့နေပေသည်ဗေဒနိုးပြည်ကြီးပြတ်သုံးကမိဆွဲလောင်နေတဲ့ကဲ့သို့ပန်ထရာဗျင်မ၏ရင်ထဲမှာလည်းအမုံမီများတဟုန်ဟုန်တောက်လောင်နေပေသည် ဒေါက်တာဘောင်အမင်းကြီးကမို့ရှင်းမြတ်ချစ်ခင်မြတ်နိုးလွန်းသောကြောင့်ပန်ထရာအားမိဖုရားတင်မြောက်ကအကောင်းစွာရှိမြောက်လေသည်သို့တော်လည်းယင်းထဲမှအမုန်းပြားများကြောင့်ပန်ထရာသည်တုံ့တန်တစားပြင်မှရသည့်မတန်ရှင်းသောအဝိတ်ကိုမင်းကြီးအားမျက်နှာတုပ်ပွားဖြင့်ဆက်တလျာမျိုးလုံးတော်နှစ်ဖက်ကြားရှိနတ်မျက်ရှင်တော်မှကွမျက်သွားပြီးဖုံးတကုတ်အချိန်အဝါများကြာဆင်းသွားလေတော့သည်မင်းကြီးတွင်လည်းကန်ဆိုးမှုများဇက်တိုက်ဖြစ်ပေါ်လာတော့သည် မကောင်းမှုဟူသည်စိတ်ကြွယ်ရမရှိဘူးသည်အတိုင်းမကြားမိပင် ပန္ထရာဘယံမသည်မိမိမကောင်းမှုအကျိုးကိုကိုယ်တိုင်ပင်ခံစားရလေသည်ယင်းမှာအေဂရီပန္ထရာဘယံမအစိတ်ပါသည့်အစာကိုသုံးဆောင်မိ၍နိုင်ဝါဆန်ကံကုန်သွားခြင်းပင်ဖြစ်သည်မင်းကြီးအခြားသောမိဖုရားများကလှုပ်ကြံသည်ဟုလည်းဆိုစမှတ်ပြုကြသည်ပန္ထရာဘယံမသည်တေယံဆက်ဆက်အချိန်တွင်မင်းအမုန်းရညွန်းများကပြေလျော့ခြင်းမရှိပါဘဲနှင့်ဒီခေတ္တရာအယက်မှအပေပင်တို့ကိုမာလာမသည် ငောင်လာမကြီးဟုသည့်အမုန်းကျိန်စာဖြင့်တရပောင်မင်းကြီးအားလက်စားရှိတုံ့ပြန်ရန်ဆိုခဲ့လေသည်။ယနေ့ထက်တိုင်းပြည်မြို့သေခိတ္တရာအနည်းရှိပေပင်တို့သည်ဆက်လက်ကြီးထွားခြင်းမရှိဘဲအပင်ငယ်အဖြစ်ပင်ရပ်တည်နေကြလေသည်။ဘေဒနုမျိုး၏အဆုံးသတ်နှင့်ပန်ထရာဘီယမရိဘဝနေဝင်ခြင်းများသည့်ကျင်းကွဲပွဲအတိဖြစ်သာဏီကုန်းချုပ်ခဲ့ရလေတော့သည်။